အလုံးမင်္ဂလာပါကျွန်တော်ဒီရသာပါဒါကျွန်တော်ဒီနေ့ပြောပြချင်တာကပေါ့နော်ကျွန်တော်တို့ဒီ Adam Flexi နဲ့အပြင်လုံး data syncet တွေကိုကျွန်တော်တို့ register တင်နေဒါတုံးကြတယ်ပေါ့နော်ဒါပေမဲ့တချို့လူတွေကကျွန်တော်တကက်ကိုတဖုန်းနဲ့တင်ပြီးတော့တချို့လူတွေကျတော့ကျွန်တော်တို့ဘလို့တင်ရလဲဆိုတော့ကျွန်တော်တို့ အာပေါ့နော်ဒါဒီဖုန်းနံပါတ်တစ်ခုတည်းနဲ့ဒါခုလက်ရှိနှစ်ကတ်သုံးကတ်တွေသုံးတဲ့လူတွေတခါလေးလေးကတ်ငါးကတ်တွေဖွင့်လာတဲ့လူတွေရှိကြတယ်အဲ့လိုလူတွေကြတော့ဘာဖြစ်လဲဆိုတော့တို့ data legend ဆက်လို့ရှိလို့ရှိရင်အတက်ပေါင်း application မှာနည်းနည်းလေး quant တက်တယ်ပေါ့နော်အဲအဲ့ဒီဟာကကြတော့ဗာလဲဆိုအဓိကကဟိုကျွန်တော်လေးကတ်ထိပေါ်တယ်သုံးကတ်လေးကတ်ထိပေါ်တယ်ငါးကတ်မြောက်ကျရင်မပေါ်တာတို့ပေါ့ဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးကြလို့ရှိရင်ကျွန်တော်တို့အတက်ပေါင်း application ကိုမသုံးမဲနဲ့ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုတာကိုကျွန်တော်ပြပေးမယ်အခုဆိုကျွန်တော်ဖုန်းနံပါတ်မှာကျွန်တော်လုတ်ထားတဲ့ကတ်ကများ ားတယ်ကျွန်တော်ချက်ပြပေးမယ်နော်အဲ့တော့အရင်ဆုံးကျွန်တော်အတန်ပါဝါကိုကျွန်တော်သွားမယ်အတန်ပါဝါအတန်ပါဝါအဲ့တော့ခဏချက်ပြရတယ်နော်အဲ့တော့ဒီမှာပုံလေးပိုင်းတက်လာပြီဆိုတော့မှသွားအတန်ပါဝါစတုံးလို့ရတာဆိုတော့အဲ့ဒါပြောလို့ရှိရင်ကျွန်တော်တို့ကအနာရဖုန်းနံပါတ်နဲ့ဖုန်းနံပါတ်ထည့်ဖို့နော်ကိုရောကိုဘရာရောကိုကကိုဒါကိုရဂျစ်စာတင်နိုင်ဖုန်းနံပါတ်ထည့်နော်ကျွန်တော်ဖုန်းနံပါတ်ကိုမထည့်နဲ့ OTP တောင်းရင်ပြီးမှာမဟုတ်ဘူးနော်ကြည့်ပြောထားပါတယ်ကျွန်တော်ကျွန်တော်ဖုန်းနံပါတ်နဲ့ကျွန်တော်ချပါတယ် โอเคအဲ့ဒါဆို OTP ကြရမယ်အဲ့ဟုတ်ရှေ့ကိုအာโอเคအဲ့ဆိုရင်ဒါကကျွန်တော် Adam Power အကောက်ကိုဒါဖောက်တာပြီးသွားပြီပေါ့เนาะအဲ့ဆိုဒီမှာ set subscription ကိုတွားလိုက်တယ်ဒီမှာကြီးကျွန်တော်ကြီးကျွန်တော်ဆိုများတယ်ဟောကြီးဟောတကက်နှစ်ကက်သုံးကက်ပါ၄ကက်ဒီပဲပြရမှာမဟုတ်ဆိုကျွန်တော်က၅ကက်ရှိတာအဲ့၅ကက်ကိုမပြအောင်အဲ့တော့အဲ့ကြတော့ဘာဖြစ်လဲဆိုတော့ဒီ Adam Power application မှာကအဲ့လိုလေးဆိုရှိရပေါ့เนาะအဲ့တော့ကျွန်တော်ကဘယ်ရတက်စစ်လဲဆိုတော့ဒီ Chrome နဲ့ကတွားလိုက်တယ်ပြောလို့ရှိရင်ဒီမှာပေါ့เนาะဒီဒီအတိုင်းပေါ့เนาะ ဒါဘောပေးရှိရပေါ့နော်အဲ့ဒါကျတော့အတန်မြန်မာလို့ကျွန်တော်ရိုက်လိုက်ရတယ်ပေါ့နော်ဒီလိုမျိုးရိုက်လိုက်ပေါ့ဗျာကျွန်တော်အတန်မြန်မာလို့အလွယ်ကူအလွယ်ကူသုံးရိုက်ချင်အဲ့လိုရိုက်လိုက်ပေါ့အဲ့လိုမျိုးရိုက်လိုက်ဒီမှာ login အကောက်ဆိုတာရှိတယ်နော်ကျွန်တော်ကတချို့ဖုန်းနဲ့ဖုန်းဖုန်းနဲ့ဖုန်းနဲ့မတူတာဖြစ်တဲ့အတွက်ဒါလေးကိုမှတ်ပြီးရှားပါနော်အဲ့ဒါလေးကိုနှဲလိုက်အဲ့လေးကိုနှဲလိုက်လို့ရှိရင်ဘာရလာမလဲဆိုတော့သူကအကြောင်းဒီလိုမျိုးပေါ်လာပါပေါ်လာလို့ရှိရင်မှကျွန်တော်ဖုန်းနံပါတ်မိမိ register တင်ထားတဲ့ဖုန်းနံပါတ်ကိုထည့်လိုက် အရင်ကတော့ဗျာဒေတာလက်ကျန်ဆက်တာတိုင်ပတ်နေရလူတွေတော့ဗောနော်အဲ့တော့အဲ့တော့၅ကက်ဒီ၆ကက်ဒီတင်တာ၁၀ကက်ဒီတင်တာလည်းဒီ website မှာကြောင်းကျွန်တော်အပြည့်ပေါ်တယ်ဗောနော်အဲ့တော့ကျွန်တော် desktop site ချင်းပြီးလဲလုပ်လို့ရတယ်ဗောအဲ့ဒါပြီးသွားလို့ရှိလို့ရှိရင်ကျွန်တော်တို့ကပြေသွားမှာလဲဆိုတော့အ438 435တွေသွားပြီဗောကျွန်တော်မှားပြီးခွန်းအောင်လုပ်မိလိုက်ပြီလုပ်ပြီဆိုတော့ဒီဘက်မှာပြောင်းဝင်လိုက်တယ်438 435 အထဲကြည့်လိုက်မရလားမရလားဒီ OTP က Okay ရတယ်အဲ့တော့ဒီမှာကျွန်တော်ကဒီလိုမျိုးကြီးကြည့်လို့ဒီမှာဆိုတမုံပေါ်တယ်နော်အဲအဲ့တော့မှကျွန်တော်ကဘလောက်ထိကြည့်ချင်လဲဆိုတော့ကျေကျေဝန်းကြည့်ချင်တယ်ဆိုရင် mobile view နဲ့မကြည့်ဘဲ dashboard site နဲ့ကြည့်လိုက်ပါတော့ dashboard site နဲ့ကြည့်လိုက်လို့ရှိရင်ဒီမှာ nail နဲ့လိုက်တယ် subscription ပြန်နှိပ်လိုက် အဲ့ဒါတော့ကျွန်တော်တင်ထားတဲ့ကတ်ဒီပေါ်လိုက်၄နဲ့၃နဲ့အဲ့မှာတကယ်လို့ကအများကြီးပေါ်အများကြီးပဲပေါ့နော်အဲ့မှာလက်ချန်ကြီးဒီနားလေးမှာကျွန်တော်တို့တန်းစီပေါ်နေမှာနော်အဲ့ဒါကကျွန်တော်တို့ပေါ်တော့ဒါ single ဖုန်းနံပါတ်တစ်ခုနဲ့နဲ့ဒါပေါ်တော့ဒါ flexi net ကတ်ကိုအများကြီးတင်ထားတဲ့လူတွေအတွက်ကိုဒါခွဲခြားတဲ့ညီ data လက်ချန်စတဲ့ညီကိုပြပေးလိုက်တာဖြစ်ပါတယ်အားလုံးချစ်စွတ်တင်ပါတယ်ကျွန်တော်နာမည်တရားရစပါ